ကျောင်းတွေကတပွင့်နဲ့တပွင့်မှာ carat chain weight တူညီနေတာတောင်မှပဲဒီတပွင့်က size မှာကြီးနေပြီးတော့ဒီတပွင့်က size မှာသေးနေတယ်အဲ့ဒါဘာကြောင့်မလဲမင်္ဂလာပါ hoshi page ကနေကြိုဆိုပါရစေကျွမ်းနာမည် hoshi ပါဒီနေ့ရောကျွမ်းကကျောက်တွေရဲ့ density နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုမျှော်ဝေပေးချင်တာပဲဖြစ်ပါတယ်ကျွမ်းတို့ကျောက်တွေမှာ density ကအမျိုးမျိုးရှိပါတယ် ဒန်စီဆိုတာတိတ်သီးစာအဲ့ဒီတိတ်သီးစာကိုလိုက်ပြီးတော့ကြောက်တပွင့်ရဲ့ပေါ်ပေါင်းမှုကြောက်တပွင့်ရဲ့ဒီတိတ်သီးစာလေးလံမှုอ่ะပွားသွားတယ်အဲ့တော့ကျွန်တော်တို့တာမန်အားဖြင့်ဒီကြောက်တပွင့်ကိုကြည့်လိုက်မယ်ဒီကြောက်တပွင့်ကလည်းငါးကလပ်ဒီကြောက်အမျိုးအစားတပွင့်ကလည်းငါးကလပ်အဲ့ငါးကလပ်ချင်းအတူတူတောင်မှပဲဒီဘက်ငါးကလပ်ကအကြီးကြီးလို့မြင်ရပြီးတော့ဒီဘက်ငါးကလပ်ကတော့ကြစ်ကြစ်လေးလေးမြင်ရတယ်အဲ့ဒါဒီကျွန်တော်တို့ dance တီကြောက်မှာဥမာအနေနဲ့ပြောရရင်ပရင်เนาะ amber ပရင် ပရင်သည်ဈေးကွက်ထဲမှာပေါပေါများများတွေ့ရတယ်လူတော်တော်များလည်းသိရဲကျမကြီးကောင်းနေဆိုပြီးတော့ကျမတို့ပရင်ကိုဝစ်ဆင်ကြတယ်အဲ့တော့အဲ့ဒီပရင်ဟာသူ့ရဲ့ dance တွေက average 1.1ပဲရှိတယ်အဲ့တော့ပရင်တပွင့်ပရင်တကြောက်ပေါ့နော်အဲ့ငါး class size ကအကြီးပဲ ruby သူ့ရဲ့ dance တွေက3.99ရနေပြီးတော့ 4.4. ကြော်ကြော်လေးပေါ့နော်4.0ကြော်ကြော်လေး အလောက်ရှိရအတွက်ကို ruby ငါးကလပ်ကကြွားဒီလက်တစ်စစ်တောင်းမှာပဲမရှိခြင်းဘူးအိုလိုမျိုးပေါ့နော်ဒီဒီဒီလောက်တောင်းမရှိခြင်းဘူးအဲ့တော့ဒီတစ်ခုရဲ့ different ဘာကြောင့်ဖြစ်တာလဲဆိုရင် dance တီကြောက်မှာအခုကျောင်းဒီဗီဒီယိုမှာမျှဝေပေးတာ dance တီကြောက်မလို့ကြောက်တီဟာ၃ကလပ်၃ကလပ်ချင်းတူမယ်၅ကလပ်၅ကလပ်ချင်းတူရင်တောင်မှာပဲ ူ့ရဲ့တိတ်သီးစာမတူညီခြင်းအောင်ကြောင်းမလို့သူ့ရဲ့ size က꽈ထားရယ်ဆိုတာလေးကိုမျှဝေပေးရပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ကျွန်တော်ဒီဗီဒီယိုကနေပြီးတော့ဘခုတူတရရရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။ဗီဒီယိုလေးတွေကိုအမြဲတမ်းဆုံးဖြတ်ထောင်ပေးရတဲ့အတွက်ကျေးဇူးပါရှင်။